မက်ခရိုတူကိုရွေးချယ်ထားတဲ့သူတွေအတွက်ပေါ့နော်အခုပေါ့နော်မာဂျူရီရီထိုခရိတ်မှာပေါ့နော်ယူနီဗာစ်ကဖားရီကို message ပေးချင်တာလေအဲပေါ့နော်ကြည့်လိုက်တဲ့အခါမှာအာဂျမနိုင်းကတ်ကြတယ်ပေါ့နော်အဲ့တော့ဂျမနိုင်းကတ်ကတော့အာသူကပေါ့နော်ဘာလို့ဖြစ်စေတာလဲဆိုတဲ့အခါကျတော့ကိုကိုတွေးတဲ့ဟာတွေပေါ့နော်ကိုတွေးတဲ့ဟာတွေကဘာလို့လခုလက်ရှိမှာတွေးနေတာလဲဆိုလိုတာကဘာလဲဆိုကိုအတကူအလုတ်လုတ်အလုတ်တွေကိုလှုပ်ရတော့မယ်ဆိုရင်ကိုကပေါ့နော်အာဘာလို့မလှုပ်ခင်မှာ 对恰便妙哎。 ဗာလဲစဉ်းစားပါပေါ့နော်တရားခံပြီးတော့စဉ်းစားပါမလုပ်ခင်မှာတရားပြန်စဉ်းစားပါကိုလုပ်တဲ့လုပ်တွေက information ကိုရဲ့အချက်လက်တွေကပြည့်စုံပြီလားပေါ့နော်အဲ့လိုမျိုးကိုသိရတဲ့သတင်းတွေကသတင်းကိုကြားထားတဲ့သတင်းတွေကိုသိရမဲ့သတင်း information တွေကလုံလောက်ပြီလားခိုင်မာပြီလားပေါ့အဲ့ဟိုအဲ့ဒါကိုစဉ်းစားဖို့လိုအပ်တယ်တဲ့ဟိုဘာပဲလုပ်လို့ပေါ့နော်ကိုကမလုပ်ခင်မှာတရားစဉ်းစားပါတဲ့ဒါကနော်နောက်တစ်ခါခံစားနေနဲ့ပြရင်ဘာပြောလဲဆိုကိုကဒီချိန်မှာ emotion တွေဘာတွေကိုခံစားနေရတာလဲကိုရဲ့ခံစားချက်အစစ်မှန်ကဘာတွေလဲကိုကိုထု မဟုတ်လေကိုကိုဒရာမာခင်းနေရလားကိုကိုကိုဗီတန်သားကောင်နေရမှာခံစားနေရလက်ရှိကိုပဝင်းချင်မှာကြုံနေရတယ်ကိုပေါ်ဆက်ဆံနေပုံစံနဲ့ဟာတွေကကိုရဲ့ emotion တွေကတကယ်ပဲအဲ့အတိုင်းလားတို့မဟုတ်ကိုက over ဖြစ်ပြီးတော့လိုက်ပြီးတော့ဗာလဲဆိုဒရာမာခင်းနေရလားကိုကိုကိုပြန်ပြီးတော့ဗာလဲဆိုရင်စိတ်ထရဟောင်းကိုစိတ်ကံကိုပြန်ဆွဲချနေရလားဆိုပြန်ပြီးတော့စီစစ်ပါတဲ့နော်ဒါ message ကဒါကိုပြောရဖြစ်တယ်နောက်တစ်ခါဗာလဲဆိုဒီချိန်မှာကိုရဲ့အခြေအရေးလေကန်ကောင်းစေတဲ့အနေအထားမျိုးလေးရှိရဲကိုချေရတဲ့သူတွေကိုရဲ့ relationship တွေကိုနဲ့ ပတ်သက်တဲ့အခြေအရေးတွေနောက်တစ်ခါအိမ်တော်ပြုတယ်ဆိုရင်ကလေးရချင်တဲ့သူတွေဒီကာလမှာကလေးရရှိနိုင်တဲ့အနေထားမျိုးလေးရှိရသသမီးရရရှိနိုင်တဲ့အနေထားမျိုးလေးရှိရကိုဝေးဆောင်ကလေးဝေးဖွားကြကြမှာမွေးဖွားနိုင်တဲ့အနေထားမျိုးလေးရှိရကိုရဲ့ခန္ဓာကိုယ်မှာလည်းလှပမှုတွေနဲ့စိတ်တည်ရှိမှုတွေနဲ့ပြည့်နေတဲ့ကာလတစ်ခုဖြစ်တယ်ပေါ့နော်အဲခါကြတော့ဒါကကိုရဲ့ပိုင်ဆိုင်မှုငွေကြေးအပြည့်ပိုင်ဆိုင်မှုတွေလည်းတိုးလာမယ်နော်အဲနောက်တစ်ခါကိုရဲ့အခြေအရေးတွေနောက်ပတ်ဝေးကြမှာရှိတဲ့လူတွေနဲ့လူမှုရေးဆက်ဆံရေးဒါ relationship တွေအကုန်လုံးအဆင်ပြေမဲ့နေထ ထားမျိုးလေးရှိတယ်။ဒီချိန်ကာလမှာကိုယ့်ရဲ့လက်တွဲပေါ်နဲ့တွေ့လာနိုင်တဲ့အနေထားမျိုးလေးတွေတွေ့ရတယ်ပေါ့နော်။ဒါလည်းခုတွေ့ရတဲ့ energy ကိုဖော်ပြတာဖြစ်တယ်ပေါ့နော်။အဲဒီခါကျတော့ အာနောက်တစ်ခါသာတော့မာကယူရီမာကယူရီနဲ့ဆိုကိုယ့်ရဲ့စိတ်တွင်းမှာကိုယ်ကဘာလဲဆိုရင်တခြားပေါ့နော်အလေးလာသိစရာအစ်တေကိုဆက်ပြီးတော့ဘာသာစားတွေနဲ့ပေပေလေးရသိရာတွေရှိရာတွေလည်းရှိမယ်အဲ့တော့ဆိုလိုတာဘာလဲဆိုရင်အာတခြားသောဘာတခြားသောကိုယ်လေးလာထားတဲ့ဘာသာရဲ့အစ်တေဖြစ်ရောတခြားသောဘာသာရဲ့တွေနဲ့လေးလာတဲ့သင်တန်းတက်တယ်ဒီလိုမျိုးတွေလည်းလုံလာလုံလာနိုင်တယ်လှုပ်လဲလှုပ်ရင်အောင်မြင်နိုင်တဲ့အနေအထားမျိုးရှိရဲ့နောက်တစ်ခါတရားဦးနဲ့သူသင်တန်းတွင်ရင်တွေ့တာမျိုးပေါ့ကိုယ့်ရဲ့မိတ်ဆွေတွေတိုးပွားလာတာမျိုး communication တွေကောင်းလာတာမျိုးအနေအထားမျိုးလေးကိုတွေ့ရဲ့ကိုယ့်ရဲ့တအူးနဲ့ ူကိုယ့်ရဲ့ idea လေးတွေ share ကြတယ်ဒီလိုမျိုးလေးတွေကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခါဗာလဲဆိုတဲ့ခါကျ ensign เนาะ ensign ကိုတွေ့ရတဲ့ခါကျတော့ကိုယ်ကရှင်းရှင်းလင်းလင်းနဲ့ကိုယ်လက်တွေ့ဘွားဘာတွေကိုရင်ဆိုင်ခဲ့ရတာလဲဘာတွေကိုကြော်ဖြတ်လာရလဲဘာကြောင့်ဘာကြောင့်ဒီအကြောင်းတွေကြောင့်ဒီလိုအကျိုးဖြစ်လာတာလဲဆိုတာရှင်းရှင်းလင်းလင်းအမှန်တရားကိုသဲသဲကွဲကွဲသိသွားတဲ့ခါလာတစ်ခုဖြစ်တယ်ပေါ့เนาะအဲ့တော့ဖြစ်သွားတဲ့ခါမှာအချိန်လေးတစ်ခုရက်ကိုစဉ်းစားတဲ့ခါမှမှာမြင်တွေ့တဲ့ခါမှမှာကိုကနှစ်ဦးနှစ်ဖက်အချိန်လေးတစ်ခုကိုဆုံးဆက်မှာဟိုကိုယ့်ဘက်သူ့ဘက်အကုန်လုံးမျှ ပြီးတော့စဉ်းစားလာနိုင်တဲ့အနေအထားမျိုးရှိတယ်။နားလည်နာတဲ့အနေအထားမျိုးလေးရှိရဲ့။ဒါပေါ်မှာဘာဖြစ်လာလဲဆိုရင်ဒီကက်ကိုကြားရတဲ့အချိန်မှာကို့မောင်မဒီဟာလေးကိုရှင်းရှင်းလင်းလင်းတိလာတဲ့အတွက်ကကိုကသူ့ကိုခွင့်လွှတ်လိုက်တာမျိုးပေါ့နော်။ဒါကနေလွတ်မြောက်သွားတာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ကို့ဘဝမှာပိတ်ဆို့နေတဲ့ဂန်တီဟာတွေကလည်း sacnation တိတ်ဆိတ်ပိတ်ဆို့နေတဲ့ဟာတွေရက်တန်နေတဲ့ဟာတွေကကန်နေရလဲပွင့်သွားမှာဖြစ်တယ်ပေါ့နော်။ကိုရဲ့ဆုံးဖြတ်ချက်တွေကလည်းခြာတာတွေကမှန်ကန်လာမယ်။အာနှစ်ဦးနှစ်ဖက်နှစ်ဖက်မျှပြီးတော့တွေးတက်လာတဲ့အနေအထားမျိုးလေးကိုတွေ့ရမှာဖြစ်တယ်။အဲပြီးတော့ logical ပေါ့နော် logical နေရာဖြစ်သိပ္ပံနေရာပေါ့မျှတပြီးတွေးကြိုးចောင်းစီလို့ပြီးတွေးတက်လာမယ်အမှန်ကိုအမှန်တိုင်းလက်ခံလာနိုင်တဲ့အနေအထားမျိုးလေးကိုတွေ့ရမယ်တဲ့ဒီကာလမှာအဲ universe ကထက်ပြီးတော့ဘာတွေကိုပြောချင်သေးလဲဆိုတဲ့ခါကျဒီအချိန်မှာကိုက loneliness ပေါ့ဒီခီးစင်ကိုချိုးချန်တွေကိုဖျက်သန်းတဲ့ခါမှာကိုတီးဦးတယောက်ထဲဖြစ်နေရလို့မချင်လိုက်ပါနဲ့တဲ့ကို့ဘေးထားမှာဆောက်ရှောက်တဲ့ကိုကိုရင်းဟိုရဲ့ ancestor ဘိုးဘေးဘီဘီနေရှိနေတဲ့အတွက်ကြောင့်မို့လို့ဒီခန်းရဲ့ဂျန်နီယာတယောက်တယောက်ထဲဖြစ်မနေပါဘူးတဲ့အာဆိုလိုတာပေါ့နော် loneliness ဖြစ်မျိုးအကုန် လုံးကတယောက်တည်းဖြစ်မနေပါဘူးတဲ့ အဲ့တော့ဗာလည်းဆိုရင်ကိုကိုထားလို့ကြော်လာဖို့ကွာတက်တီကိုရင်ဆိုင်ပါကိုရဲ့အင်တာဆန်ပေါ့နော်ကိုရဲ့အတွင်းနေရနေပြီးတော့အာခံတတ်မှာမှုနဲ့တူကြော်ဖြတ်လိုက်ပါအဲ့ဒါဆိုရင်ကိုကနေကြောက်ရွံ့မှုတွေအာကြော်ဖြတ်သွားရင်ကိုကိုယုံကြည်မှုတွေရရှိလာမှာဖြစ်တယ်တဲ့နောက်တော့ဗာလည်းဆိုရင်ကိုဖာကိုရည်ချင်တာရွယ်ရွယ်ချင်တာလေဗာတွေကိုလေ့လာသင်ယူချင်တာလေဖွာသား education နေနဲ့ပတ်သက်ပြီးဗာလေးလေ့လာသင်ယူနေအဲ့ဒါနဲ့ပတ်သက်ပြီးဗာတွေကိုလုံးဝမှန်လဲဆိုတာကိုကရွယ်ချက်တွေချထားပြီးတော့လှုပ်ဆောင်မှာတဲ့အာကာလာတစ်ခုကိုဖြတ်ကြော်ဖို့အတွက်မှာကိုကနေဗာလည်းဆိုရင် patient စိတ်ရှည်ရမှာ ဖြစ်တယ်ပေါ့နော်အကုန်လုံးဒီဟာ divine order နဲ့ပဲဖြစ်တယ်ကိုလုံးချင်းဆရာလေးချလှုပ်ထားတယ်ဒါမှမဟုတ်ပါလဲဆို divine timing မကြသေးဘူးဆိုရင်အဲလဲသွားလို့မရသေးတာမျိုး succession တိတ်နေတာတက်နေတာမျိုးဖြစ်နိုင်တယ်အဲ့ဒါကစား divine ရဲ့ order တိုင်းဖြစ်မယ်ကိုလုံးဆရာချအောင်ရွေးချက်ရှိနေလှုပ်လိုက်ပါတယ်နောက်တော့ပါလဲဆိုရင်ဒီဟာပေါ့နော်ဟာကိုဟိုကိုပွားကိုတန့်စေတဲ့ຢာတွေကိုဆွဲချစေတဲ့ဒီလိုအကြောင်းအရာတွေကနေပြီးတော့ကိုကနေလွတ်မြောက်သွားတဲ့နှစ်ဖက်အမြင်ကိုကိုကကြည့်ကြည့်တိရှုနိုင်လာတဲ့အာပေါ့နော်အပြန်အလှန်ရဲ့ဘိုးဆိုင်ပေါ့နော်နှစ်ခုစလုံးကိုနားလည်ပေးနိုင်တဲ့တော့ကို ကခွင့်လွတ်လာနိုင်မှာဖြစ်တယ်ပေါ့နော်ကိုကြုံတွေ့ရတဲ့အကုန်လုံးကို acknowledgement ပေါ့နော်ကျေးဇူးတင်လိုက်ပါကျေးဇူးတင်ပြီးရခါမှာသူ့ကိုဖော်လို့မလဲဆိုရင်ချစ်ချင်းတရားရင်နဲ့ကြော်ဖြတ်ပြီးခွင့်လွတ်လပေးလိုက်ပါကိုရဲ့နှလုံးသားမှာဖြစ်လဲဆို peace ကိုပဲရွေးချယ်ပါပေါ့နော်ကိုကချစ်ချင်းတရားကိုရွေးချယ်တယ်ချစ်ချင်းတရားနဲ့မနေပဲအော်ပါရှေကိုမရှိရဲ့ရက်ကလေးအနေအားကြောက်ရွံ့ခြင်းတွေတို့ဒေါသထွက်ခြင်းတွေတို့အမုန်းတရားတွေတို့ကိုဘွားတွေကနေဆွဲထုတ်လိုက်တဲ့မှာကိုကအာကိုရဲ့နှလုံးသားကငြိမ်းချမ်းပြီးတော့ positive vibe ကိုရရှိမှာဖြစ်တယ်တဲ့အဲ့တော့ universe ကဘာကိုပြောလဲဆိုကိုကဘာ det so så အဲ့တော့ပျော်ရွှင်စွာနေပါတဲ့ပျော်ပျော်ရွှင်နေရမယ့်အချိန်ရောက်ပြီတော့ကိုကိုပျော်ရွှင်မှုတွေဖန်တီးပါကိုကိုဆာဗလက်တီဆာပါနောက်တစ်ခါဗာလဲဆိုရင်အဲကိုရဲ့ချက်ချင်းကြီးအနေနဲ့ဖြတ်ချော်မှတာလေးကိုကိုကိုပုံမှန်လွှမ်းမိုးနေရဲ့ကြောင်းရွံ့ချင်းတွေကိုကြော်လာနိုင်မှာဖြစ်တယ်ကိုဟာမှောင်နေရောက်နေပေမဲ့လည်းကျဲလေးတွေဟာနေပြီးယူနီဘာတဖိုင်းတဖိုင်းနေရနေပြီးအာဗာလဲဆိုပုံကပိုင်းဆိုင်ရာတွေကိုရဲ့ spirit guide တွေနောက်တစ်ခါဗာလဲဆိုတဲ့ခါကျတော့ဟိုကိုကိုရဲ့ယုံကြည်အားစောက်ချတဲ့ပုံကိုယ်တွေနောက်တစ်ခါဗာလဲဆိုကိုရဲ့ဘိုးဘေးပြည်ပြည်နေထားရတဲ့လမ်းပြနေကိုဒီဦးတယောက်တွေ ြစ်မနေပါဘူးအမောင်တွေကလမ်းမပြောက်ပါဘူးသူတို့ကနေပူညီပေးပါတယ်တဲ့နောက်တော့ကကိုကဘလို့ခွင်းလို့ပြင်းနေချစ်ချင်းကြီးရတီဆောက်မယ်ဆိုတာသူတို့တင် जा ပေးပါတယ်တဲ့အဲ့တော့ဒီချစ်ချင်းကြီးတွေကိုတိဆောက်ပေးမှဒါတွေကိုရဲ့ပေါ့နော် meditation နေတိုင်းပဲ mindfulness movement တွေလုပ်တဲ့အခါမှာဗာလဲဆိုကိုကိုကိုအတွင်းထဲထိဝင်ပြီးအခါမှာတရားထိုင်မယ်ပြီးတော့ကိုယ်တရားထိုင်မယ်နောက်တော့တဘောတဘာဝတရားကြီးနဲ့ထိတွေ့မယ်ပေါ့အဲ့ဒါဆိုရင်ပို့ပြီးတော့အာမျက်လှည့်ပြတို့စမ်းချက်တဲ့ကံစပါးတွေကိုဖန်ရရှိလာမှာဖြစ်တယ်တဲ့နောက်တစ်ခုကဗာလဲဆိုတဲ့အခါကျ ချတယ်ဘာတွေကိုပြောပြချင်တာလဲဆိုတော့အဲ့တော့ခါချတော့ကိုကိုဆွဲချနေတဲ့ဟာတွေပေါ့နော်ကိုကိုဘွားတွေကိုဆွဲချနေတဲ့ဟာတွေကိုရဲ့အလင်းရောင်မိန်ရောင်လုပ်နေတဲ့အရာတွေကိုကိုဘွားတွေကဝင်ထက်ပြီးတော့ဝင်လာခံမှာမဟုတ်တော့ဘူးအဲ့ခါချဘာလဲဆိုရင်ကိုကချစ်ချင်းကြီးအရင်နဲ့ဖက်ဖြတ်တော်မယ်အရာလုံးချစ်ချင်းကြီးအနေနဲ့ခွင့်လွှတ်မယ်နောက်တွေပါကိုကဒါတွေကိုကြုံတွေ့ရတဲ့အရာတွေပတ်သက်ပြီးရှက်ရွံ့မှုတွေဖြစ်စရာမလိုဘူးပေါ့ no more shame ရှက်ရွံ့စရာလည်းမလိုတော့ဘူးအဒါအမှန်တရားပဲအမှန်တရားကိုလက်ခံပြီးတဲ့ခါချတော့လွတ်လွတ်လပ်လပ်သွားပြန်တမ်းလိုက်ပါတဲ့ကိုရှိနေဖြစ်တယ်မို့လွတ်လပ်သွားပြန်ထမ်းလိုက် က်ပါနောက်တစ်ခါတဖြည်းနဲ့ကိုကအာတဖြည်းနဲ့ရွင်းချန်လာမယ်တည်ငိမ့်လာမယ်ကိုကိုကိုဘာလဲဆိုရင်အမ်ပြောင်းလဲလာမယ်ပေါ့နော်အဲ့တော့ခါကြတော့ကိုကိုဆွဲချနေရအရာနေနဲ့ပတ်သက်ပြီးတော့လက်ကိုလုံးလိုက်ပါအဲ့လိုလိုလက်ကိုလုံးလိုက်တဲ့အခါမှာခွင်လွတ်လိုက်မယ်လက်ကိုလုံးလိုက်မယ်ဆိုရင်ဘာဖြစ်လဲဆိုကိုယ့်ရဲ့နှလုံးသားအခန်းထဲမှာကိုယ့်ရဲ့ energy ကရှင်းသွားတယ်လို့ဖြစ်သွားပြီးအခါကျတော့ဘာဖြစ်မလဲဆိုတဲ့အခါကျတော့ရှင်းသွားတယ်လို့ဖြစ်သွားပြီးအခါကျတော့ကိုယ့်ရဲ့ခန္ဓာနေပြီးတော့တဖြည်းဖြည်းနဲ့ဘာဖြစ်လဲဆိုကောင်းမွန်တဲ့ energy ကြီးစီးဆင်းလာမှာဖြစ်တယ်တဲ့နော် အောင်းနယ်စင်အနေခြေစစ်ဆင်လာမှာဖြစ်တယ်တဲ့ဒါပေါ့နော်ဒါ big change တွေဖြစ်လာတယ်ညာတစ်ခါကျတော့ကိုကနေပြီးကိုရဲ့ဖြစ်ထီခဲ့တဲ့ဘွားနဲ့ပတ်သက်တဲ့ life နဲ့ပတ်သက်ပေးဟာလေးတွေကိုကိုကနေပြီးတော့မလုပ်ရမလဲဆိုရင်စာလေးရေးထားတာမျိုးပေါ့နော်စာရေးထားတာမျိုးဒီလိုမျိုးလေးတွေလုပ်ပေးပါတဲ့နော်ဒါကဘာကြီးကနေတည်အောင်လို့ကိုကဒါအခုအချိန်ပြောရမယ့်ဟာလေးကိုရဲ့ဘွားဖြစ်တည်ခဲ့တဲ့ဟာလေး story ပုံစံမျိုးနဲ့ရေးပဲရေးပြီးတော့ပြောကြားပေးပါတဲ့နောက်တစ်ခါဘာလဲဆိုရင်ကိုကိုကိုအာဘာတွေဘာတွေဟိုပေါ့နော်ကိုထဲမှာအာဘာလဲဆိုရင် ိုကမထိုက်တန်ဘူးလားကိုစူးစမ်းတာတွေကမလုံလောက်ဘူးလားဒီလိုမျိုးအတွေးတွေကိုဟိုတွေးနေရတဲ့ပသက်ပြီးကိုကိုပြန်လဲဆန်းစစ်ဖို့လိုအပ်တယ်တဲ့အထောက်ဒုက္ခဘာလဲဆိုတဲ့ခါစားကိုကငွေချင်းနဲ့ပသက်ပြီးရောအာပတ်သက်မှုမှာဆက်ဆံမှုမှာဘာလဲ relationship ခိုင်မာရဲ့လားပေါ့နော်ငွေကိုကဘယ်လိုမြင်လဲပေါ့ဘယ်လိုမြင်လဲပေါ့ငွေကိုကောင်းတယ်လို့မြင်တာလားဒို့မဟုတ်ချမ်းသာတဲ့သူတွေကမကောင်းလို့မြင်တာလားငွေပေါ်မှာပြစ်တင်နေရလားဒါပေါ့နော်ဒါနဲ့ပသက်ငွေချင်းနဲ့ relationship ကိုပြန်လဲပြီးတော့တိဆောက်ရမှာဖြစ်တယ်ပေါ့နော်အာနောက်တစ်ခါဘာလဲဆိုတဲ့ခါကျတော့ပေါ့နော် အဲကိုရဲ့ချက်ချင်းကြရတွေကိုကိုအရင်ဆုံးပေးလိုက်ပါအဲ့ဒါဆိုရင်သူများဆရာတွေချက်ချင်းကြရရရှိလာမှာဖြစ်တယ်တဲ့နော်အဲ့ဒါနောက်ခါကျတော့ဘာလို့ဆက်ပြီးတော့ပြောချင်သေးလဲဆိုတဲ့အခါကျတော့ကိုကနေပြီးတော့ရှေ့ကိုတက်ပြီးတော့ရှေ့ဆက်ပြီးရှောက်မှမယ်ရှေ့ကိုဘွားကိုပြောင်းလဲလိုက်မှာဖြစ်တယ်ပြောင်းလဲလိုက်မှာဖြစ်တယ်ကိုရဲ့ vibration ကလည်းဗာလဲဆိုအမြင့်ဘက်ကိုရောက်ရှိသွားမှာဖြစ်တယ်ကောင်းမွန်တဲ့ energy တွေရရှိသွားမှာဖြစ်တယ်ကိုကအာလူသစ်ပုံစံသစ်ဒီလိုမျိုးတွေနဲ့အာကောင်းမွန်တဲ့ state ပုံစံမျိုးနဲ့သွားမှာဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ကိုရဲ့ body ကလည်းဗာလဲ shake လုပ်ပေးရမယ်ဖြစ်တယ်ကိုတို့ဆိုယောဂကျင့်တာ မျိုး dance လောက်တာမျိုးဒီလိုပြောပေါ့နော် block ဖြစ်နေတဲ့ energy ရေထွက်သွားအောင်လို့ trauma တွေကြားမှာကိုနေခဲ့တဲ့ခါမှာဒီစိတ်ထန်ရာတွေကနေလွတ်မြောက်အောင်လို့ကိုကဘာလုပ်ရမလဲဆိုရင်ကာခုံပေးတာမျိုးပေါ့နော်ဒီလိုမျိုးလေးလုပ်ပေးရမယ် dance လုပ်ပေးရမယ်ယောဂကျင့်ပေးတာမျိုးဒီလိုမျိုးလေးခန္ဓာကိုယ် movement လုပ်ပြီးတော့ emotion တွေထွက်သွားအောင်လုပ်ပေးရမယ်နောက်တစ်ခါကျတော့ဘာလဲဆိုရင် အဲ့တော့အခါကျတော့တချင်းလေးနားထောင်ပြီးကခုံနာမျိုးလေးလုတ်ပေးပါတဲ့ယောဂကျင့်တာလေးလုတ်ပေးပါတဲ့နောက်တစ်ခါကျတော့ဘာလဲဆိုရင်အာကိုယ်ကိုလိန်နေတာမျိုးကိုယ်ကိုနာကျင်ကြရကိုယ်ကချဲ့ဝဲဆရာလေးနဲ့ကြုံရခဲ့မှာကိုယ်ကအာတောင်းကောင်းနေမှာခံစားနေရမျိုးဒီလိုမျိုးလေးကုံလုံးလေးကိုယ်ကကြော်ဖြတ်ခဲ့ပြီးပြီအဲ့ဒါမျိုးကုံလုံးလောင်ကျွမ်းပြလောင်ကျွမ်းပြပြီးတော့ပြန်လဲပြီးတော့အစ်စ်ပြန်ပြီးတော့မွေးဖွားတဲ့လူတစ်တရာဖို့ပဲဆရာလေးစတင်လိုက်ပါ fitness rising ပေါ့အာ fitness ကနေပြီးတော့ပြပုံတွေကနိုးထလာလို့ပုံစံလိုမျိုးပဲကိုယ်ကလည်းပြန်ပြီးတော့လူတစ်စိတ်တဲ့ပုံစံမျိုးနဲ့ရိုးချလိုက်ပါတဲ့ attachment နေ pass မှာရှိရဲ့ အတိတ်ကကန်ကြီးဝေးကြီးတွေအကုန်လုံးအကုန်လုံးကန်ဒိတ်ပါဟာအတိတ်မှာချန်ခဲ့တဲ့ attachment တွေအကုန်လုံးကိုအတွက်ဆက်ဆရာလည်းမလို့တော့ကိုကအခုချိန်မှာ freedom ဖြစ်သွားပြီဖြစ်တာလွတ်မြောက်သွားပြီဖြစ်တယ်ကန်ကြွေးတွေကလွတ်မြောက်သွားပြီဖြစ်တယ်တဲ့နောက်တော့ဘာလဲဆိုရင်တင့်ရဲ့ခန္ဓာကိုယ်ကတင့်ရဲ့ vehicle ပဲဖြစ်တဲ့အတွက်ကြောင့်မို့သူကဘောကိုယ့်ရဲ့ body ကိုဂရုစိုက်ပါအဲကောင်းကောင်းစားမယ်ကောင်းကောင်းအိတ်ချင်တဲ့အိတ်မယ်ပေါ့နော်အဲ strategy ပြီးပြီးမအိတ်နိုင်များဘူးဒီလိုမဟုတ်ဘူးတဲ့ကိုယ့်ရဲ့ self love ကိုတည်စားမယ်ကိုယ့်ရဲ့ body ကိုဂျေစုတရားတင်မယ်နောက်တစ်ခါဘာလဲဆိုအိတ်ချင်တဲ့အိတ်မယ်နောက်တစ်ခါကျတော့အဲကိုဟို ော်ဗာဆက်ခရက်လေးတိုက်ပြီးရေချိုးတာမျိုးပေါ့အဲ့လိုမျိုးလေးဗာလေးလှုပ်လှုပ်ပြရခါကြတော့မွေးပြင်းတဲ့ရေချိုးဆက်ပြလေးတော့သုံးပြီးပါပြီဆိုရင်အဝေးစားလေးလဲပြီးတော့မွေးမွေးချင်ချင်လေးအိတ်ဆက်တာမျိုးကောင်းကောင်းမွန်မွန်အိတ်ဆက်ပေးပါတဲ့နားယူဖို့လိုအပ်နေရတဲ့နောက်တစ်ခါဗာလေးဆိုလူတူးနဲ့ပုံဝင်ချက်မှာတူးနဲ့တူးတယောက်နဲ့တယောက်ဆက်ဆံတဲ့ခါမှာဘောင်ထရီစားပြီးတော့ဆက်ဆံပါတဲ့ဟဲဒီဘောင်ထရီစီကိုငါကိုစီကိုလာမကြော်နဲ့ပေါ့အဲ့လိုမျိုးပေါ့ဘောင်ထရီစားမယ်ကိုရဲ့ personal ကိစ္စတွေကိုအကုန်လုံးသူများကိုဖွင့်ပြောပြီးတိုင်တိုင်ပင်တာမျိုးလဲသွားပြီးတော့မလုပ်နဲ့အဲပေါ့နော်အဲ့လိုမျိုးကိုရဲ့ဘောင် င်ထွေကိုလည်းလာမကျော်စေနဲ့ဟဲဒီပေါင်ထွေချတတ်ဖို့လည်းကြင်ယူပါတဲ့ကိုကအားလုံးနဲ့ထိုက်တန်နေကိုကကံကောင်းခြင်းတွေထိုက်တန်နေကိုရဲ့ relationship ကိုကောင်းမွန်စွာတည်ဆောက်နိုင်ဖို့တွေလည်းကိုကဒီလိုမျိုးစိတ်သက်ပိုင်းဆိုင်ရာတွေမှာကိုက emotion တွေကိုတန်မာအောင်လှုပ်ဆောင်ရမှာဖြစ်ပါတယ်။ဒါကတော့ဒီတစ်ပတ်အတွက် Matthew Mercury Retrograde မှာရတဲ့ energy နဲ့ပြောပြတာဖြစ်ပါအားလုံးချင်ပေမဲ့လို့မျှော်လင့်ပါတယ်ရှင်။